ဥနုရဲ့ကာမတနာအခန်း20နဲ့နာရရတုံအဲ့ဒီလိုသားမိသားဖသုံးယောက်နှိလာလိုက်ကြတာမောင်မြင့်ဆွေရဲ့အမှုထမ်းသားဟာဘာလို့လို့နဲ့14နှစ်ရှိသွားပြီငယ်ငယ်တုန်းကတော့အရေးပိုင်တွေကိုမြင်ပြီး အရေးပိုင်လောက်လိုက်အောင်မဲဆိုတဲ့စိတ်တွေအများကြီးရှိခဲ့ဘူးလေဆယ်တန်းတုန်းကလည်းဒီစိတ်နဲ့ပဲစာရွက်ချက်ခဲ့တာပဲကောလိပ်ချောင်းတုန်းကလည်းဒီစိတ်နဲ့ကြိုးစားခဲ့တာပဲဒီစိတ်ဟာအလုပ်ထဲဝင်လို့3-4နှစ်ရတဲ့အထိအတော်ပဲပြင်းထန်နေတယ် ဒါပေမဲ့သူ့အဖေနဲ့အမေသူငယ်ငယ်ကလေးကချပေးလိုက်တဲ့တရားမျိုးစေ့တွေဟာအပင်ပေါက်ရာကအညောင်းထွက်အညောင်းထွက်ရာကအကန့်အခတ်တွေဝေဝေးဆဆနဲ့ဖူးစာပွင့်စာတီးစာပြူလာတာနဲ့အမျှလူလောကရဲ့အနှစ်သာရမရှိပုံတွေကိုတစိမ့်စိမ့်မြင်လာတယ်။ဘာလဲကွယ်တနေ့တနေ့မျက်စိကအဆင်းတွေကိုလိုက်ကြည့်နားကအတန်တွေကိုလိုက်နာတောင်နှာခေါင်းကအနံ့တွေကိုလိုက်ရှုလျှာကရတာတွေကိုလိုက်စားကိုယ်ကအတွေ့တွေကိုလိုက်တွေ့ ဲ့ဒီလိုကောင်းမကောင်းငါးပါးလိုက်စားရင်အိုးလာကြတာပဲနောက်ပြီးနာကြတာပဲနောက်ပြီးတည်ကြတာပဲတည်တော့လေခန္ဓာကိုယ်ကြီးနဲ့ရှိသမျှအကုန်စွန့်ပြီးကိုလုခဲတဲ့ကုသိုလ်ကံအကုသိုလ်ကံအတိုင်းအဖန်ဖန်ပြိဇာနေနေရတဲ့အိုရတဲ့နာရတဲ့တည်ရတဲ့တန်တရာရေရင်ကျော်မျိုးအပြန်တော့တာပဲအနှစ်သာရဆိုတာဘယ်မှမရှာမတွေ့ပါလားလို့မောင်မြင့်စွေဟာမကြကနာဆင်ရင်မိပါတယ်အဲ့ဒီလိုဆင်ရင်မိတဲ့အတွက်အမှုထမ်းရတာညှင်းဝေးလာတယ်ဒီလိုညှင်းဝေးလာတဲ့အတွက် အလောက်ကထွက်ဖို့စဉ်းစားလာတယ်။မောင်မြတ်ဆွေကအဲ့ဒီအချိန်မှာအရေးပိုင်စင်းရဲနယ်ကိုရောက်နေပြီးသူ့အဘေါ်ကအရာရှိ၃ဦးပဲရှိတယ်။အဲ့ဒီနေ့အတွင်းအလွန်ဆုံးနောက်တစ်နှစ်မှာအရေးပိုင်ဖြစ်နိုင်နေပြီ။ဒါပေမဲ့အရေးပိုင်လည်းသူမလုပ်ချင်တော့ဘူး။အလောက်ကထွက်ပြီးသူ့မိဘတွေစီကိုပြန်မယ်။အဲ့ဒီလိုပြန်ပြီးဝီနီးတင်မယ်။ဝီနီးတင်ပြီးခုံကြီးလုံမယ်။အဲ့ဒါဟာသူ့စိတ်ကူးထဲမှာရှိတဲ့အစီအစဉ်ပဲ။အဲ့ဒီအစီအစဉ်သူ့မှာရှိနေပြီ။မကြခင်မဲ့အလောက်ကထွက်ပြီး သူပြန်လာခဲ့မယ်ဆိုတဲ့အကြောင်းအဖေနဲ့အမေစီကိုစာရေးလိုက်တယ်။အဖေနဲ့အမေလည်းတားရစာကိုရတဲ့အခါတိတ်ပြီးဝမ်းသာတယ်။မခင်မီမင်းဆိုင်ပြလိုက်တဲ့တရားမျိုးစီတွေဟာအခုလိုအောင်နာကိုမြင်ရတော့မင်းဝမ်းမသာဘူးလား။မိဘတွေကိုငါလိလာကြည့်တယ်။သားသမီးတွေတည်ရင်အပယ်လေးပုံကိုရောက်မဲ့အလုပ်တွေကိုတောင်းလှုပ်ခိုင်းမြောက်လှုပ်ခိုင်းအတင်းလှုပ်ခိုင်းတာပဲ။ကိုသားသမီးတွေအပယ်လေးပုံကလွတ်အောင်အဖန်ဖန်ဦးနာတီဗီတွေကလွတ်အောင်ဆိုတဲ့အလုပ်တွေကြတော့ ဘယ်မိဘကမှအရေးတကြီးလို့ပြီးတိုက်တွန်းတာငါမတွေ့ရဘူးအပယ်လေးပုံကလွတ်တာကိုယူမလားစကြဝဠာမင်းအဖြစ်ကိုယူမလားလို့ငါမေးရင်ငါတော့အပယ်လေးပုံဘေးကလွတ်တာကိုသာယူမှာပဲလို့မက္ခင်မေကိုအားရပါရပြောပြနေပါတယ်မက္ခင်မေကလည်းလင်းတော်မောင်တရားကြနေတာကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတာရုအနုမောဒနာသုံးချိန်လိုက်လိုက်လေလေကြီးခေါ်လိုက်ပါတယ်အဲ့ဒီလိုခေါ်ပြတော့မှမက္ခင်မေကကိုသိန်းရဲ့လူကလေးအလောက်ကထွက်ပြီးဒီကိုပြန်လာကနေသူ့စီခဏလိုက်သွားရရင်မကောင်းဘူးလား ီတော့မှတားမိသားပါတော့ရောက်အတူတူပြန်လာကြတာဘောလို့မခင်မေကအကြံပေးတယ်။ကိုသိန်းကသဘောတူတယ်။အိမ်ပြန်ရောက်ပြီးလို့တလားလောက်ကြာရင်မိသားစုသုံးဦးအတူတူမန္တလေးနဲ့စကိုင်းကိုဖျားဟူသွားကြအောင်ဆိုလို့မခင်မေကဆက်ပြီးအကြံပေးတာကိုလည်းကိုသိန်းသဘောတူတယ်။အဲဒါကြောင့်တားစီကို မခင်မေကဒီလိုစာရေးလိုက်တယ်။ဖေဖေနဲ့မေမေစာရေးလိုက်တဲ့လူကလေးလူကလေးရဲ့အစီအစဉ်များပါသောစာကိုဖေဖေနဲ့မေမေတို့ဖျားသည့်အတွက်အတိုင်းမတည်ဝန်သာသည် ။ဒါတို့လည်းအကျင့်များစွာခေါ်သည်။လူကလေးအလုတ်ကထွက်ခွင့်ရလျင်ရခြင်း။ဖေဖေမေမေတို့စီကိုတန်ကျိုးရိုက်လိုက်ပါ။ဖေဖေနဲ့မေမေတို့လူကလေးစီကို လိုက်လာခဲ့မယ်။ပြီးတော့မှဖေဖေနဲ့မေမေလူကလေးသုံးဦးအတူတူဝါကမကိုပြန်လာကြမယ်။ဝါကမမှာတလားလောက်နေပြီးမန္တလေးစကိုင်းကို ဖေဖေမေမေလူကလေးသုံးဦးအတူတူဖျားပူသွားကြမယ်။ကိုစိမ့်နှပြချမ်းသာပါစေလို့စားတဆောင်ရေးပြီးကိုသိန်းကိုပြရတယ်။ပြီးတော့မှသူတို့နှစ်ယောက်စလုံးဖေဖေမေမေလို့လက်မှတ်ထိုးကြတယ် ဒီစာကိုနောက်တနေ့မနက်စာတိုက်ထဲကိုထည့်ဖို့အင်းရှိကဇပွဲပေါ်မှာမခင်မေတင်ထားလိုက်တယ်။နောက်တနေ့မနက်9နာရီမှာခါတိုင်းလိုပဲလင်းမြန်းနေအောင်မနက်စာစားကြတယ်။ထမင်းစားရင်မခင်မေကကိုသိန်းညနေမှာဝတ်သားနဲ့ကလက်တဲ့ချက်တွေမယ်။ဟိုဘက်ကန်းကတရီစာတွေစားမလားနဲ့နော်လို့ပြောတယ်။ကိုသိန်းကအေးလို့ပြေတယ်။ကိုသိန်းကြိုက်တဲ့ဝတ်သားနဲ့ကလေးတဲ့ဟင်းတို့၊ချဲဟင်းကားသီးနဲ့ပဇွန်နဲ့စီပြန်ဟင်းတို့၊ငချင်းကောင်းရေချိုဟင်းတို့ကိုမကင်မေဟာခဏခဏချက်တွေ့တယ်။ကိုသိန်းဟာအလုပ်ဘက်မှာ သူ့အိမ်ကဖြိုးပစ်လိုက်တဲ့ကော်ဖီကလွဲရင်ဘာမှမတောင်းမစားဘူးဆိုတာသိနေပြီမဲ့အဲ့ဒီဟင်းတွေချက်တိုင်းမခင်မီကတော့ကိုသိန်းညနေကိုအဲ့ဒီဟင်းအဲ့ဒီဟင်းချက်ကျွေးမယ်ဟိုဘကန်းကတေးစားရီစားမလာနဲ့တော့လို့ဆိုတာကလေးနဲ့လင်းတော်မောင်ကိုအမြဲတမ်းလောကလုံးလေးရှိတယ်လင်းတော်မောင်ကလည်းဝမ်းနေတာပြီးအေးလို့သူစနေတဲ့ခြေနဲ့အောင်ဂရုပြုလေးရှိတယ်ထမင်းစားပြီးအသည့်ဆောင်နေတဲ့မော်တော်ဘုံနဲ့ကိုသိန်းအလုပ်ပဲကူသွားတယ်မခင်မီလည်းကိုသိန်းကိုလိုက်ပို့နေကြတဲ့အတိုင်းအင်းရှိတကားဝါအထိလိုက်ပို့ပြီး ဘင်းတော်မောင်ညနေကြာရင်မင်းမင်းရှက်ရှက်သုံးဆောင်ရအောင်ဝတ်သားနဲ့ကလေးတွေချက်ဖို့ပြင်ဆင်နေတယ်။ဟင်းကိုမြို့ပေါ်တင်ပြီးရောင်းမနဲ့သူကိုယ်တိုင်မှွေနေရင်ဘျုံကနဲမှုပြည့်လဲကြသွားတယ်။အနားမှာရှိနေကြတဲ့မလေးတင်နဲ့ဆံများတို့လည်းလာကြပါအောင်လာကြပါအောင်မမဘာဖြစ်တယ်မသိဘူးလို့ဩကြတယ်။မလေးတင်ကလည်းမကင်မီရဲ့ကိုယ်တိုင်ကိုသူ့ပေါင်ပေါ်မှာတင်ထားတယ်။အိမ်လေးချင်းတွေရောက်လာကြတယ်။ဘယ်သူမှအသက်မမီဘူး။သူတော်ကောင်းမကြီးမကင်မီကွဲလွန်အနှိမ့်စာရောက်ရှာပြီး ဆံမြလည်းတမန်တစင်းနဲ့သူ့ဆရာကိုလိုက်ခေါ်တယ်။ဆံမြဟာကိုသိန်းနဲ့တွေ့တွေ့ချင်းမမဆုံးသွားပြီလို့ပြောတယ်။ကိုသိန်းလည်းကြားလိုက်ရတာကိုမယုံနာနဲ့ဘာကွာလို့ထပ်မိတယ်။မမဆုံးသွားပြီလို့ထပ်ပြောတယ်။မခင်မီလားလို့ထပ်မိပြန်တယ်။ဟုတ်တယ်ဆရာလို့ဆံမြကထပ်ပြောတယ်။ကိုသိန်းလည်းပြုံးကနေဆိုတော့လူတယောက်ပြေးလာပြီးသူ့ရင်ဝါကိုလက်သေးနဲ့ထိုးလိုက်သလိုဖြစ်သွားတယ်။ဒါပေမဲ့သူ့အနှစ်30ကျော်ပွားထားတဲ့ဘာဝနာတွေဟာအလားအသာမဖြစ်ပါဘူး။ ဝါကမဘက်ကိုကူးဖို့တာမန်စိတ်ကိုခတ်တုတ်တုတ်လျှောက်လာရင်လမ်းမှာပဲငါမှာအိုးချင်းသဘောရှိတယ်အိုးချင်းသဘောကိုငါမလွန်ဆန်နိုင်ဘူးငါမှာနာချင်းသဘောရှိတယ်နာချင်းသဘောကိုငါမလွန်ဆန်နိုင်ဘူးငါမှာတည်ချင်းသဘောရှိတယ်တည်ချင်းသဘောကိုငါမလွန်ဆန်နိုင်ဘူးငါမှာချင်းမြတ်လို့တဲ့အရာတွေနဲ့ရှင်ကွဲတော်လဲကွဲရမယ်တည်ကွဲတော်လဲကွဲရမယ်ငါမှာကံသာလျင်မိမိဥစ္စာရှိတယ်ငါကံရဲ့အမွေခံဖြစ်တယ်ငါမှာကံသာလျင်အကြောင်းရှိတယ် ငါမှကန်သာလျင်ဆွေမျိုးရှိတယ်။ငါမှကန်သာလျင်ကိုယ်ပဲမိခိုရာရှိတယ်။ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်ငါလုံးမိခဲ့တဲ့ကံတွေအလုံးကိုငါမွေခံရမယ်ဆိုတဲ့စင်ညံပွဲတရား၅ပါးဟာတစ်ခုပြီးတစ်ခုသူ့ညံမှာလာပြီးထင်တယ်။ဒီတရားတွေတစ်ခုပြီးတစ်ခုပေါ်လာတိုင်းကိုသိန်းဟာကျင့်တဲ့လက္ခဏာနဲ့ခေါင်းလိုက်ပြီးညိနေတယ်။တမန်နဲ့ရောက်တဲ့အခါစိတ်သောကတွေအတော်ကလေးညိနေပြီ။အဲ့ဒါနဲ့ဆံမြကိုဘလို့ဖြစ်တာလဲလို့မေးတယ် ဝက်သားနဲ့ကလေးတဲ့ဟင်းကိုမမကိုယ်တိုင်မှွေနေရင်ဘုံကနေမှုပြီးလဲသွားတာပဲသူတို့လည်းအနားမှာရှိနေတယ်လဲလဲချင်းပြေးပြေးထူလိုက်တော့အသက်မရှိတော့ဘူးလို့ဆံမြကပြောပြတယ်အင်းရောက်တဲ့အခါကိုသိန်းဟာမခင်မီရဲ့အလောင်းကိုကြည့်ပြီးမြန်လွန်းလာတယ်နော်လို့ပါဇက်ကတူတူကလေးထွက်သွားတယ်ဒါပေမဲ့ချက်ချင်းတရိယာပြီးဟဲတီတော်ကဘသူအစိုးရတယ်လဲဘယ်အချိန်ကျမှသေးပါဘယ်အချိန်မှမသေးပါနဲ့အောင်ခက်ဖြည်းဖြည်းသေးပါခက်မြန်မြန်မသေးပါနဲ့အောင်လို့ဘသူတက်နိုင်တယ်လဲ သူ့အချိန်စီလာရင်ငါလည်းတည်ရမှာပဲတတ္တဝါမှန်သမျှလည်းတည်ရမှာပဲလို့ဆင်ကျင်ရင်သူ့ကောင်းကလည်းလိုက်ပြီးညှိနေပါဗျ။ပြီးတော့မှတမကြီးချလိုက်တယ်။တောင်းလောက်ကြတဲ့အခါကဲကဲကဲလုံးစရာရှိတာတွေလုံးကြရအောင်ဟေးလို့ဆိုပြီးသားစီကိုတန်ကျိုးရိုက်တယ်။သားစီကိုပို့ဖို့မခင်မေစပွဲပေါ်တင်ထားတဲ့စာကိုတကြိမ်ထပ်ဖတ်ပြီးသူ့အပေါ်အင်ကြီးပေးအိတ်ထဲထည့်ထားလိုက်တယ်။အာသူဝနဲ့ပတ်သက်ပြီးပြင်ဆင်စရာရှိတာတွေကိုကိုယ်တိုင်ပြင်ဆင်တယ် အဲ့ဒီလိုပြင်ဆင်ရင်တောကတွေအလစ်ဝင်လာလိုက် စိတ်တွေထိုင်ထိုင်မှန်မှန်ဖြစ်သွားလိုက်ချက်ချင်းပဲစင်ရင်ဝဲတရား၅ပါးကတောကတွေကိုတိုက်ထုတ်လိုက်စိတ်တွေကြီးကြီးလင်းလင်းဖြစ်လာလိုက်အဲ့ဒီလိုဘားတပြန်ကြားတပြန်ဖြစ်နေတယ်ညနေစောင်းလောက်ကျတော့ခမ်းမောမောနဲ့အိမ်အပေါ်တက်ကသူ့အခန်းထဲမှာခဏလဲနေရင်အိပ်ပျော်သွားတယ်9နာရီလောက်မှနိုးလာပြီးမခင်မေအကြောင်းကိုပဲအိမ်ရပေါ်မှာလဲရင်စဉ်းစားနေတယ်မခင်မေဟာတာမန်မိမမဟုတ်ဘူးထူးတဲ့မိမတူပဲ မကင်မေဟာငါအတွက်ဆိုရင်မိမဖြစ်အောင်သာမကဘူးမိကိုရလည်းဖြစ်တယ်အားထားရလည်းဖြစ်တယ်လို့တွေးပြီးမျက်စိနှစ်ဖက်ကမျက်ရည်တွေကြာလာတယ်ဒါပေမဲ့တာဦးကလေးမောင်ကျော်ဆန်းဆုံးတော့ကလို့အားကိုရမယ်ဖြစ်ပြီးတောက်ကကိုကြီးပဲအနိုင်ပေးရတာမျိုးမဟုတ်တော့ဘူးကိုသိန်းဟာသူမသွားတယ်ဆိုတာချက်ချင်းသတိရတယ်အဲ့ဒီဆရာဒီလိုပဲသူ့ကိုအသေးအစ်နှလုံးသွင်းပြီးမဆုံးပါပဲသူ့လိုချင်တာကိုလုပ်ဖို့သူကြံစီချင်တာကြံစီဖို့လျှော့တာပေးနေတယ်ဆိုရင် လောဘတွေကိုလည်းသူခေါ်လာမှာပဲဒေါသတွေကိုလည်းသူခေါ်လာမှာပဲရာဂတွေကိုလည်းသူခေါ်လာမှာပဲဗျာပါဒတွေကိုလည်းသူခေါ်လာမှာပဲတောကပရိဒီဝအစရှိတဲ့မကောင်းတာတွေတတိတတန်းကြီးကိုလည်းသူခေါ်လာမှာပဲလို့ကိုသိန်းချက်ချင်းသတိရတယ်။အဲ့ဒီလိုသတိရပြီးသုံးလောကထွက်တာမြတ်စွာဘုရားတောင်းပရိနိဗ္ဗာန်ဆံဝင်ရသေးတယ်။မခင်မယားဘာမှလို့မသိပဲခံနိုင်ရမှာလေလို့စိတ်ထဲကပြောလိုက်တယ်။ဒီနောက်ကြာနေတဲ့မျက်ရည်တွေတော့ ရေစင်းချူညစာကိုအသင်အတင်စားပြီးတင်းကျူဆရာကြီးဦးဦးရွှေရဲ့တရားဆွေးနွေးပွဲမှာကိုသိမ်းဝင်ထိုင်ပါတယ်။တရားဆွေးနွေးပွဲမှာကျောင်းဆရာကိုဘိုးပါလည်းရောက်နေတယ်။သူနဲ့တင်းကျူဆရာကြီးဦးဦးရွှေတို့ဟာဒီလိုအတုပအိမ်လေးမှာငင်းပေါ်ငင်းပတ်တွေပဲတင်းကျူဆရာကြီးဦးဦးရွှေကစိတ်တို့တတ်တယ်။ဒေါသကြီးတယ်။အဲ့ဒါဒီလိုကိုဘိုးပါကလည်းမကန့်ချင်အောင်စတယ်။တခါတခါအဆလွန်သွားရင်တင်းကျူဆရာကြီးအကြီးအကျယ်တော့ပွားပြီးဘေးကလူတွေအတော်ဝိုင်းတောင်းပန်ရတဲ့အခါမျိုးလည်းရှိတယ်။ တခြားတရားစကားတွေကိုပြောနေကြရင်းကကိုသိန်းဝင်ထလိုက်ပြီလို့10မိနစ်လောက်ရှိတော့ចောင်းဆရာကိုဖူပါကဆရာကြီးခမကျွန်တော်တို့ခုမေးကျင်ပါတယ်လို့အစချီလိုက်တယ်ဆရာကြီးကတရားတွေကမေးကျင်တာလားတွေးကြရ၈000တွေဘောက်တွေကိုမမေးနဲ့လို့ပြန်ပြောတယ်ကိုဖူပါကရဲနေတယ်ပြီးတော့မှဆရာကြီးခမလူတွေဟာများသောအားဖြင့်ဒါနသီလဘာဝနာတို့ပြောပြောနေကြတယ်အမှန်စင်စစ်တော့ဒါနဟာလိုအပ်တဲ့တရားမဟုတ်ဘူး နေပြန်ရောက်ကြောင်းတရားမဟုတ်ဘူးအပူပဲလို့ပြောလိုက်တယ်။ဆရာကြီးဦးဝွှေရဲ့မျက်စောင်းထိုးပြီးနားထောင်နေရကဒီလိုပေါပြောလို့မဖြစ်ဘူးကွာဖိုးပါရဲ့ဒါနာဟာအပူပဲဆိုတာအကူအကားကလေးနဲ့ပြအောင်မပေါ်လို့ဆရာကြီးဦးဝွှေကခက်တင်းတင်းပြောလိုက်တယ်။အဲ့ဒီအခါကိုဖိုးပါကကောင်းပါပြီဆရာကြီးပြောပြပါမယ်။တီလီပဋိဋ္ဌာယနရောတပ်ပင်ညောအစရှိတဲ့တခါရဝကတန်ယုတ်ပါဠိတော်မှာတိတ်တိတ်ပရိသန်နေသောရှင်းမာသောပညာရှိသူသည် ထမ်းမြတ်သောလုံလဝိရိယဖြင့်သီလမာတည်၍စိတ်ဓိဥသောတမာတိတရားဝိပဿနာပညာတရားတို့ကိုပွားများလျင်တဏှာအရှုပ်ထွေးကိုဖြေရှင်းနိုင်တယ်လို့မြတ်စွာဘုရားဟောကြားထားတော်မူတယ်။အဲ့ဒီပါဠိတော်ထဲမှာဒါနဆိုတာအယုတ်အမြတ်တောင်မပါဘူးသီလတမာတိပညာသုံးရပ်သာပါတယ်။ဒါနဲ့မကသေးဘူးဒီပါဠိတော်တစ်ခုတည်းကိုစာမျက်နှာ600ကျော်လောက်ရှည်ရှည်လျားလျားအကြီးအကျယ်ဖွင့်ပြထားတဲ့ဝိသုဒ္ဓိမံကျမ်းကြီးထဲမှာလည်းဒါနအကြောင်းဆိုတာအယုတ်အမြတ်တောင်မပါဘူး နောက်ပြီးတော့လည်းနိဗ္ဗာန်ရောက်ကြောင်းမဂ်ကင်ရှင်းပါးမှာလည်းသီလဆိုင်ရာမဂ်ကင်၊သမာဓိဆိုင်ရာမဂ်ကင်၊ပညာဆိုင်ရာမဂ်ကင်တွေသာပါတယ်။ဒါနဆိုင်ရာမဂ်ကင်ဆိုတာမပါဘူး။ဒါကြောင့်ဒါနဆိုတာဘုရားအလိုတော်ရှိတဲ့တရားမဟုတ်ဘူး။တန်ត្រာကိုချဲ့ထွင်တဲ့တရားသာဖြစ်တယ်လို့ကိုဘူပါကပြောတယ်။အဲ့ဒီအခါဆရာကြီးကကိုလိုချင်တာလိုက်ဆွဲပြောလို့ဘယ်ဖြစ်မလဲကွာဖူပါရ။မင်းပြောတဲ့တကရာဝကတန်ယုတ်ပါဠိတော်ဟာအခုဘဝမှာပဲအရန်တပူရအောင်ကျင့်လဲကျင့်ကျင်နေတယ်။ ကျင့်နိုင်တဲ့ပါရမီလည်းရှိတယ်ဆိုတဲ့ပုံကိုယ်ရဲ့အတွက်ဟောတာဖူပါကြီးမင်းတို့လိုတန်တရာကြီးထဲမှာအများကြီးလဲရအောင်မဲ့ပုံကိုယ်ရဲ့အတွက်ဟောတာမဟုတ်ဘူးလို့ဆရာကြီးကပြောတယ်အဲ့ဒီအခါဖူပါကကျွန်တော်တို့လိုလူတွေအတွက်မဟုတ်ရင်ဆရာကြီးတို့လိုပုံကိုယ်မျိုးတွေအတွက်လားလို့ဝင်ပြီးစလိုက်တယ်မဆူလိုပါဘူးလို့ဆရာကြီးကပြောပြီးဒီလိုဆက်ပြန်တယ်ခုဘွားမှာပဲရဟန္တာမဖြစ်နိုင်သေးတဲ့သူတွေဟာတန်တရာကြီးထဲမှာလဲရအောင်မဲ့ဒီလိုလဲရအောင်မဲ့ဆိုရင်ဒါနနဲ့ကုသိုလ်မရှိရင် ဖြစ်လျာဘဝမှာချွတ်ချွတ်တက်တက်ဖြစ်တတ်တယ်။ဒါနရဲ့အကျိုးထူးပုံကိုမြတ်စွာဘုရားဟောကြားထားတာရှိပါတယ်။အခါတစ်ပါးမြတ်စွာဘုရားဟာတာဝတိပြည်ဇေဒဝန်အကြောင်းမှာသတင်းသုံးနေတော်မူတယ်။အဲ့ဒီအခါသူမနာမင်းသမီးဟာမင်းသမီး900ချန်ရန်ပြီးမြတ်စွာဘုရားကိုအဖူးမျော်ရောက်လာတယ်။မြတ်စွာဘုရားကိုကြော့ပြည်တဲ့နောက်အရှင်ဘုရားဒီတန်နာတော်မှာမြတ်စွာဘုရားရဲ့တပည့်တော်ကနှစ်ဦးတို့ဟာညီမျှတဲ့တရာညီမျှတဲ့သီလညီမျှတဲ့ပညာရှိပါတယ်။ တဦးဟာပေးလူတတ်ပြီးအခြားတဦးဟာမပေးလူတတ်ဘူးဒီနှစ်ဦးဟာတည်ပြီးတဲ့နောက်လက်ပြည်ကိုရောက်ကြပါတယ်အရှင်ဖုရားဒီနှစ်နှစ်ပေါင်းမှာထူးခြားချက်ဖြစ်ကောင်းပါရဲ့လားခြားနာချက်ဖြစ်ကောင်းပါရဲ့လားဖုရားလို့သူမနာမင်းသမီးကမြတ်စွာဘုရားကိုရှောက်ထားတယ်မြတ်စွာဘုရားကသူမနာမင်းသမီးလက်ဖြစ်ရှင်တူပေမဲ့တဲ့နတ်မှာဖြစ်တဲ့အသက်နှစ်နတ်မှာဖြစ်တဲ့အစဉ်သုံးနတ်မှာဖြစ်တဲ့ချမ်းသာလေးနတ်မှာဖြစ်တဲ့အချမ်းရံအကျော်အစောငါးနတ်မှာဖြစ်တဲ့ အစိုးရရင်းဆိုတဲ့အကြောင်းကားမျိုးမှာပေးလူတက်သူကမပေးလူတက်သူထက်သာလွန်နိုင်တယ်လို့မြတ်စွာဘုရားကအမိန့်ရှိတော်မူတယ်။အဲ့ဒီအခါသူမနာမင်းသမီးကဒီသူနှစ်ဦးဟာလက်ပြေကဆုတည်ပြီးလူဖြစ်လာရင်ကို သူတို့နှစ်ဦးရဲ့ခြားနာချက်ဟာဖြစ်ကောင်းပါရဲ့လားဘုရားလို့ထပ်ပြီးလျှောက်ထားတယ်။ဒီလိုလျှောက်ထားတော့မြတ်စွာဘုရားကသူမနာဖြစ်ကောင်းတယ်။လူဖြစ်ချင်းတူပေမဲ့တဲ့လူမဖြစ်တဲ့အတန်နဲ့လူမဖြစ်တဲ့အစဉ်၃လူမဖြစ်တဲ့ချမ်းသာ၄ လေလူမဖြစ်တဲ့အချမ်းရံအကျော်စောငါလူမဖြစ်တဲ့အစိုးရရင်းဆိုတဲ့အကြောင်းငါမျိုးမှာပေးလူတဲ့သူကမပေးလူတဲ့သူထက်သာလွန်နိုင်တယ်လို့မြတ်စွာဘုရားကအမိန့်ရှိတော်မူတယ်။အဲ့ဒီအခါသူမနာမြင်သမီးကဒီသူနှစ်ဦးဟာလူပေါင်ကရဟန်းပေါင်ကိုဝင်ရင်ကိုသူတို့နှစ်ဦးရဲ့ခြားနာချက်ဟာဖြစ်ကောင်းပါရဲ့လားဗျာလို့ထပ်ပြီးလျှောက်ထားပြန်တယ်။ဒီလိုလျှောက်ထားပြန်တော့မြတ်စွာဘုရားက သူမနာဖြစ်ကောင်းတယ်ရဟန်းဖြစ်ခြင်းတူပေမဲ့တစ်သင်္ကန်းနှစ်စွန်း 3ကြောင်း4ဆေးဆိုတဲ့ပစ္စည်းလေးပါမှာပေးလူတဲ့သူဟာမပေးလူတဲ့သူထက် ပိုပြီးအလူခံရတယ်။အတူနေရန်တွေကလည်းပေးလူတဲ့သူကိုမပေးလူတဲ့သူထက်ကိုနှုံနှလုံးသုံးပါးစလုံးနဲ့ပိုပြီးယူသည်ကန်ရှမ်းကြတယ်။ပိုပြီးပူဇော်ကြတယ်။ရန်ချင်းတူပေမဲ့ပေးလူတဲ့သူဟာမပေးလူတဲ့သူထက် အခုဖော်ပြခဲ့တဲ့အကြောင်းငါးမျိုးမှာတာလွန်နိုင်တယ်လို့အမိန့်ရှိတော်မူတယ်။နောက်ပြီးတော့လဲဖိုးပါကြီးမင်းတို့လိုလူမျိုးတွေအတွက် ရည်ရွယ်ပြီးဓမ္မပဒထဲမှာမြတ်စွာဘုရားဟာဒါနအကြောင်းကိုတရားဟောတာရှိသားပဲကွာနဝီကရရိယာဒေဝလောကံဝဆန္တိဘာလာဟဝေနပတံတန္တိဒါနံဝီရောစဒါနံအနုမောဒမာနောတိနေဝတောဟောတိဒုခိပရိဒ္ဒအဲ့ဒီပါဠိရဲ့အဓိပ္ပာယ်ကတော့ဒီလိုစေနေဝန်တို့သူတို့သည်နတ်ပြည်သို့မရောက်နိုင်ကြကုန်လူမိုက်တို့သည်အလူဒါနကိုမချီးမွမ်းကြကုန် ဒီနေရာမှာဆရာကြီးဦးအောင်ရွှေကကျောင်းဆရာကိုဘိုးဘာကို ပြုံးပြကြည့်လိုက်တယ်။ကိုဘိုးဘာကလည်းပြန်ပြီးသုံးလေးချိန်ခေါင်းငိမ့်လိုက်တယ်။ဘဝချင်းပြိသက်ကလည်းပြုံးပြီးဆရာကြီးဦးအောင်ရွှေနဲ့ကိုဘိုးဘာတို့ကိုတလဲစီကြည့်ရတယ်။ပညာရှိသည်သာအလူဒါနကိုဝမ်းမြောက်နိုင်၏။ထိုဝမ်းမြောက်မှုကြောင့်သာလည်းရင်ထိုပညာရှိသည် တမလွန်ဘဝ၌ချမ်းသာရ၏။ဒီနေရာမှာကိုဘိုးဘာကသာရီသုံးချိန်ခေါ်ပါတယ်။အဲဒါကြောင့်ဒါနဆိုတဲ့တရားဟာအပူတရားမဟုတ်ဘူးဆိုတာကိုတွန်တင်ဖိုးပါသည် ကနာဟိမှတ်လေလို့ဆရာကြီးကပြောပါတယ်။တခြားစကားတွေကိုလည်းဆွေးနွေးကြရင်ည7:00နာရီလောက်ရှိတော့မှဝိုင်းဖြတ်ပြီးလူကြီးတွေအိမ်ပြန်ကြတယ်။ကိုသိန်းဟာမခင်မေအလောင်းပေးမှာမတက်ရက်ပြီးကြည်နေရင် သူတို့မိသားစုညတိုင်းတံပြန်ရွတ်ဆုံနေကြတဲ့နုနယ်ရုပ်စင်းပြိုမြခြင်းကအိုချင်းနောက်ဆုံးရှိကြ၏။ခုံမင်းခရခြေလုံးကလည်းတောကနောက်ဆုံးရှိကြ၏။ချစ်ခင်ပေါင်းတင်ဆက်ဆံခြင်းကကိုယ်ကွင်းနောက်ဆုံးရှိကြ၏။ ဝိညာဉ်ထင်လင်းတက်ရှင်ခြင်းကတည်ခြင်းနောက်ဆုံးရှိရည်ဤဆိုတဲ့တံဝေကလင်္ကာကလေးဟာနားထဲမှာကြာနေတယ်။ကိုသိန်းလည်းမခင်မီရဲ့အလောင်းကိုကြည့်ရင်อืมမေမင်းကြီးမှာအမှန်တန်အမျော်မြင်ကြီးပါပြီ။တနည်းနေတော့ဒီအပူတွေဒီတော့ကတွေဒီပရိဒေဝမီးတွေနဲ့တွေ့ရမှာပဲ။တွေ့ရတဲ့အခါခန္ဓာရေးရှိအောင်အစိုးကြီးကလေးကအကာအကွယ်တွေလုပ်ပေးသွားရှာပါပြီ။ကျေးဇူးကြီးပါပြီ။ ကျေးဇူးကြည်ပါပဲလို့စိတ်ထဲမှာပြောပြီးအဲ့ဒီတန်ွေကလင်္ကာကလေးကိုပဲအခေါက်ခေါက်ယူရင်းမက်ခင်မီအလောင်းဘေးမှာဈေးညံရှောင်နေပါတယ်။နောက်တနေ့ည9နာရီလောက်မောင်မြင့်ဆွေနဲ့ဒေါ်လီမတ်တင်မီတို့ရောက်လာကြပါတယ်။မတ်တင်မီကသူ့အမကြီးအလောင်းနာမှာငိုနေပါတယ်။မောင်မြင့်ဆွေကတော့သူ့အမကြီးအလောင်းနာမှာရက်ပြီးတည်ငြိမ်တဲ့အင်ဒရီနဲ့သူ့အမကြီးအလောင်းကိုကြည့်ရင်စင်ရင်ပွဲတရားကြီး၅ပါးကို အပြန်အလှန်ဆင်ကျင်နေပါတယ်။ပြီးတော့မှသူ့ဝေးမှာရက်နေတဲ့သူ့အဖေကို ဖေဖေမိမိဆုံးပုံကိုပြောစမ်းပါအောင်လို့မိတယ်။သူ့အဖေကပြောပြတယ်။အဲ့ဒီလိုပြောပြီးသူ့စီကို စာထဲကပို့ဖို့သူ့မိမိရေးထားတဲ့စာကိုပြတယ်။မောင်မင်းစီကစာကိုနှစ်ခေါက်သုံးခေါက်လောက်ဖတ်ပြီးမိမိဟာစကိုင်းချောင်ကိုတိတ်ပြီးဆွဲလန်းတာပဲလို့သူ့ဖေဖေကိုပြောလိုက်တယ်။မောင်မင်းစီလည်းသူ့အမေအလောင်းကိုပြန်ပြီးကြည့်ရင်မိမိတော့ကောင်းရဘုံဘဝကိုရောက်သွားပါပြီ။ဘယ်ဘုံမှများရောက်နေပါလိမ့်မလဲလို့တွေးနေတယ်။ညလူရှင်းတဲ့အခါ ငိုးနေတဲ့ဒေါ်လေးမတ်တင်မီအနားကိုသွားပြီးဒေါ်လေးဖူဖူဆုံးကနေသူသေးရင်မဝချားနဲ့လို့မှာပြစ်ခဲ့တာဒေါ်လေးမှတ်မိသေးသလားလို့မေးတယ်ဒေါ်လေးကလည်းမှတ်မိတယ်လို့ဖြေတယ်ဘာဖြစ်လို့ဒီလိုမှာတာလဲလို့မောင်မြင့်စွေကဆက်ပြေးမိတယ်တည်တဲ့လူဟာမကောင်းတဲ့ဘဝကိုရောက်မှငိုရတယ်ဖေဖေကတော့သူတရားအထုတ်ပြီးအပင်လေးပုံကိုမကြရတော့ဘူးကောင်းတဲ့ဘဝကိုသာရောက်မယ်ဒါကြောင့်သူ့အတွက်မငိုရဘူးလို့ပြောတယ်လို့ဒေါ်လေးမတ်တင်မီကဖြေတယ်မိမိလည်းတရားအထုတ်ပြီးပြီး မကောင်းတာဆိုလဲမိမိဟာဘာမှမလုပ်ဘူးအခုလို့ဆိုရင်မိမိဟာအပယ်လေးပုံများကြမလားလို့မောင်မြင့်ဆွေကမေးတယ်မမဟာအပယ်လေးပုံကိုဘယ်နည်းနဲ့မှမကြနိုင်ပါဘူးမောင်မြင့်ကောင်းရဘဝကိုသာရောက်မှာပါပဲလို့မတ်တင်မေကဖြေတယ်ဒီလိုကောင်းရဘဝကို ရောက်ရမယ့်သူတယောက်အတွက်ငိုဖို့လိုသေးသလားလို့ထပ်ပြီးမောင်မြင့်ဆွေကမေးတယ်မလိုပါဘူးကွယ်လူတော်လေးကဖြေတယ်ငိုလို့ကောတည်တဲ့လူဟာပြန်ရှင်လာအောင်မလားလို့ဆက်မေးပြန်တယ်မရှင်းနိုင်ပါဘူးကွယ်လူတော်လေးကဖြေတယ် တော်လေးလူတွေသိရင်ငုံငုံနေကြတဲ့လူတွေကိုသိရင်သဘောတရားကိုလွန်ဆန်းနိုင်ကြသလားလို့မောင်မြင့်စွေကမေးပြန်တယ်။မလွန်ဆန်းနိုင်ပါဘူးကွယ်လို့တော်လေးကဖြေတယ်။တလောကလုံးမှာကိုချစ်တဲ့သူတွေနဲ့ရှင်ကွဲတော်လည်းကောင်းတေကွဲတော်လည်းကောင်းမကွဲရမယ့်လူဆိုတာရှိနိုင်သလားတော်လေးလို့မောင်မြင့်စွေကဆက်ပြီးမေးပြန်တယ်။မရှိနိုင်ပါဘူးကွယ်လို့တော်လေးကဖြေတယ်။အဲ့ဒီအခါမောင်မြင့်စွေကတော်လေးရဲ့တောင်ဝေကလင်္ကာကလေးကိုကျွန်တော်ရုပ်ပြဆမ်းပါအောင်လို့ဆိုတဲ့ ော်လေးကနုနယ်ရုပ်စင်းပြိုမြင့်ခြင်းကဥယင်းနောက်ဆုံးရှိကြည်ဤဆိုတဲ့လင်္ကာကလေးကိုရုပ်ပြပါတယ်။ရုပ်ပြတဲ့အခါမောင်မင်းဆွေကဒေါ်လေးဒီလင်္ကာကလေးကိုခဏခဏရွရွနေငိုနေတာအကျိုးမရှိဘူးလို့ပြောပြီးထွက်သွားပါတယ်။မောင်မင်းဆွေကတော့သူ့ဒေါ်လေးရဲ့မျက်ရည်တွေရွှဲနေတဲ့မျက်နှာကိုကြည့်ပြီးဒေါ်လေးဟာအမကြီးဆုံးသွားတဲ့အတွက်အင်မတန်ပရိဒေဝမိတောက်လောင်နေတယ်လို့ယူဆမှာပဲ။ဒေါ်လေးမတ်တင်မီဟာအမကြီးမတ်ခင်မီဆုံးတဲ့အတွက် ရိဒီဝါမီမတော်လောင်ဘူးတော့မဟုတ်ပါဘူးတောက်ပါတယ်။ဒါပေမဲ့အကယ်၍သာတူတော်မမောင်မြင့်ဆွေမှာပရစိတ်တဝိဇန္ဒနာအဘယ်ညင်းလို့ခေါ်တဲ့သူတစ်ပါးစိတ်ကိုသိနိုင်တဲ့တကူအဋ္ဌိပဒါရှိမဲဆိုရင်သူ့တော်လေးရဲ့ရင်ထဲမှာအမကြီးမခင်မေးဆုံးတဲ့အတွက်တောက်လောင်နေတဲ့ပရိဒီဝါမီရဲ့ကြားထဲကတပင်လဲမှုတပင်ထူးဆိုတဲ့ရေပုံရလူတွေလုံးနေကြအတိုင်းသူ့ခေအိုကိုသိန်းဟာနောက်အိမ်တော်များပြူအောင်မလားပြူမယ်ဆိုရင်လည်းသူနဲ့ပဲပြူမလားတခြားတယောက်ယောက်နဲ့များပြူမလား ပြူချင်းပြူရင်သူ့လက်ပြူဖို့ကများတာပဲသူ့မှာသွေးတော်ဆုံးနေပြီဒါပေမဲ့ရနိုင်အောင်မယ်ဆိုရင် ကိုသိန်းနဲ့ရပြီးမောင်မြင့်လိုသားကလေးတယောက်လောက်လိုချင်သေးတယ်ဒီသားကလေးကို BA အောင်တင်ဟောနောက်ဆောင်မွေးပဲအဝင်ခိုင်းပြီးတော့အရေးပိုင်ဖြစ်အောင်ကြိုးစားသူကလည်းအရေးပိုင်အမေဆိုပြီးသားအရေးပိုင်သွားလျာမှာလိုက်နေအစားရှိတဲ့စိတ်တွေဟာငုတ်ချီပေါ်ကြီးဖြစ်နေတယ်ဆိုတာကိုလည်းမောင်မြင့်ဆွေကောင်းကောင်းတွေ့ရမယ်တင်းညူပြည့်တဲ့နောက်ရက်လေတဲ့အခါ သာသနာ့ရိတ်သားကဆရာတော်ဘုရားနဲ့တန်ဃာတော်တွေကိုပွင့်ပြီးဆွမ်းကြွေးပါတယ်။စွမ်းစားကြပြီးရောက်နေတဲ့ပရိသတ်က၅ဘာသီလာခံယူကြတယ်။ဒီနောက်ကိုသိန်းကတရားနဲ့ချီးမြှင့်ဖို့ဆရာတော်ဘုရားကိုလျှောက်တယ်။ဆရာတော်ဘုရားကနာရဒသူကိုဟောရမယ်လို့စချီးပြီးဒီလိုဟောပါတယ်။ရှေးတုန်းကပါတလိပုတ်ပြီးဘယင်မုံရမင်းဆိုတာရှိပါတယ်။ဒီမုံရမင်းမှာသူအမတန်မြတ်လို့တဲ့ဗတ်သာဆိုတဲ့မိဖုရားရှိတယ်။အဲ့ဒီမိဖုရားဟာတနေ့မှာနေရာဆန်းတဲ့အခါ ဘရင်မုံဒဟာရေလဲမချူနန်းတာလဲမလဲပွဲတော်လဲမတီတိုင်းပြည်ကိုလဲမဟုတ်ထုတ်တော်ဘူးနေရောညပါမိဖုရားဗတ်တာရဲ့အလောင်းမှာအင်မတန်ဆွဲလန်းပြီးမိမောတွေ့ဝင်နေတယ်အဲ့ဒီလိုဆွဲလန်းနေတာကြောင့်ရွှေတိုက်ဆိုးကိုခေါ်ပြီးပြည့်ရက်ကဗတ်တာမိဖုရားရဲ့အလောင်းကိုတန်ကောင်းတစ်ခုထဲမှာထည့်စီနဲ့စိန်ပြီးတော့မှအပေါ်ကတန်ကောင်းတစ်ခုနဲ့အုပ်ထားဒီလိုစီစဉ်ထားရင်ဒီအလောင်းကိုငါတို့အကြကြီးကြည့်နိုင်လိမ့်မယ်လို့မင်းရှိတယ်။ရွှေတိုက်ဆိုးလဲဘယင်ပြောတဲ့အတိုင်းလုပ်ရတယ်။ ဲ့ဒီလိုအလောင်းကိုစီစဉ်ရင်ရွှေတိုက်စိုးမှာအကြံတစ်ခုဖြစ်တယ်။ဒီအကြံကတော့တခြားမဟုတ်ပါဘူး။ဒီဘရင်ဟာခုတိုင်းစာဆိုရင်ခက်လိမ့်မယ်။အဲ့ဒီတော့သူ့မှာစူးနေတဲ့တောကညောင်ကိုနှုတ်ပေးနိုင်တဲ့အရှင်နာရဒစီပို့ပေးမှာပဲကောင်းလိမ့်မယ်ဆိုတဲ့အကြံပဲဖြစ်တယ်။အရှင်နာရဒမထေရဟာပညာရှိတယ်၊ကျွမ်းကျင်လိမ့်ပါတယ်။ထမြတ်တဲ့ဉာဏ်ရှိတယ်။အကြအမြင်လည်းများတယ်။တရားအဟောလည်းကောင်းတယ်။ဝေဖန်တတ်တဲ့ဉာဏ်လည်းရှိတယ်။အတတ်သိခါလည်းကြီးတယ်။ ရန်သာလည်းဖြစ်တယ်လို့ပတ္တိပုတ်ပြည်မှာအင်မတန်ကြော်စောထင်ရှားတယ်။အရှင်နာဒရစီကိုဘယင်မုံရရောက်သွားတဲ့အခါအရှင်နာဒရကဒီလိုမိန့်တော်မူတယ်။မင်းကြီးတမနာဖြစ်စီပြမနာဖြစ်စီနတ်ဖြစ်စီမာနတ်ဖြစ်စီပြမဖြစ်စီတလောကလုံးမှာဘသူမဆူတောင်းတလို့မကောင်းနဲ့အရာဟာ၅မျိုးရှိတယ်။နံပါတ်1အိုရက်တဲ့သဘောတရားဟာမအူပါစေနဲ့။နှစ်နာတတ်တဲ့သဘောတရားဟာမနာပါစေနဲ့။၃တည်တတ်တဲ့သဘောတရားဟာမတည်ပါစေနဲ့။ လေကုံထက်တဲ့သဘောတရားဟာမကုံပါစေနဲ့ငါပျက်စီးတတ်တဲ့သဘောတရားဟာမပျက်စီးပါစေနဲ့လို့တမနာပဲဖြစ်ဖြစ်ပြမနာပဲဖြစ်ဖြစ်မာနပဲဖြစ်ဖြစ်ပြမာပဲဖြစ်ဖြစ်ဘယ်သူမှ တောင်းတလို့မရဘူးဒါပေမဲ့မင်းကြီးအကြအမြင်ဘုံသူတာမရှိတဲ့ပုထုဇဉ်ဟာသူ့သဘောတရားအတိုင်းဥရာနဲ့နာတာနဲ့တေတာနဲ့ကုံဆုံးတာနဲ့ပျက်စီးတာနဲ့ရင်ဆိုင်တွေ့တဲ့အခါဒီလိုအမှန်အတိုင်းမဆင်ခြင်နိုင်ဘူးဥရာနာတာတေတာကုံဆုံးတာပျက်စီးတာဟာ ငါတယောက်တည်းမှသာရွေးပြီးဖြစ်နေတာမဟုတ်ဘူးအမှန်စင်စစ်ဆိုရင်ဒီဘဝကိုရောက်လာကြတဲ့သူတွေဘဝတစ်ပါးကိုပြောင်းသွားတဲ့သူတွေကစပြီးတတ္တဝါမှန်သမျှမှလည်းဒီသဘောတရားတွေ ဖြစ်နေကြတာပဲအဲ့ဒီလိုဖြစ်နေလျက်သားနဲ့သူသဘောတရားအတိုင်းအိုတဲ့အခါနားတဲ့အခါတည်တဲ့အခါကုန်းဆုံးတဲ့အခါပျက်စီးတဲ့အခါငါတယောက်တည်းပူဆွေးနေမယ်ပင်ပန်းနေမယ်ငိုကြွေးနေမယ်ရင်ဘတ်စီတီးမြည်တမ်းနေမယ်မိန်မောနေမယ်ဆိုရင်ငါမှာ ။ဓမင်းစားခြင်းစိလည်းရှိတော့မှာမဟုတ်ဘူး။အလုံးလုံးခြင်းစိလည်းရှိတော့မှာမဟုတ်ဘူး။ငါရုပ်ဟာလည်းကြည့်လို့ရှိလို့ကောင်းတော့မယ်မဟုတ်ဘူး။ငါရန်သူတွေလည်းဝမ်းမြောက်ဝမ်းသာဖြစ်ကုန်ကြမှာပဲ။ငါမိတ်ဆွေတွေလည်းဝမ်းနဲ့ပတ်လက်ဖြစ်ကုန်ကြမှာပဲလို့ဒီအကြအမြင်ဘုသူတ္တမရှိတဲ့ပုထုဇဉ်ဟာမဆင်ခြင်နိုင်ဘူးဒီလိုမဆင်ခြင်နိုင်ပဲဒီပုထုဇဉ်ဟာအိုရာနာရာတေရာအကုန်ဆုံးတာပျက်စီးတာနဲ့ရင်ဆိုင်တွေ့တဲ့အခါပူဆွေးတယ်ပင်ပန်းတယ်ငိုကြွေးတယ်ရင်ဘတ်စီတီမြည်တမ်းတယ် တွေ့ဝေတယ်။မင်းကြီးအကြအမြင်နေပါတဲ့ပုထုဇဉ်ဟာကိုကိုအဲ့ဒီလိုတောကားညောင်းဝင်စုခံတဲ့အတွက်ဒီပုထုဇဉ်ဟာကိုကိုပူပန်အောင်လုပ်နေသူဖြစ်တယ်လို့ဆိုရမယ်။မင်းကြီးမြတ်စွာဘုရားရဲ့အကြအမြင်ရှိတဲ့အရိယာတပည့်တွေကတော့သူ့သဘောတရားအတိုင်းအိုရာနာရာတေရာကုံဆုံးတာပျက်စီးတာနဲ့ရင်ဆိုင်တွေ့တဲ့အခါဒီလိုအမှန်တိုင်းဆင်ကျင်တယ်။အိုရာနာရာတေရာကုံဆုံးတာပျက်စီးတာဟာငါတယောက်တည်းမှသာရွေးပြီးဖြစ်နေတာမဟုတ်ဘူး။ အမှန်စင်စစ်ဆိုရင်ဒီဘဝကိုရောက်လာကြတဲ့သူတွေဘဝတစ်ပါးကိုပြောင်းသွားတဲ့သူတွေကစပြီးတတဝါမှန်သမျှမှာလဲဒီသဘောတရားတွေဖြစ်နေကြတာပဲအဲ့ဒီလိုဖြစ်နေလျက်သားနဲ့သူသဘောတရားအတိုင်းဥရဲအခါနားတဲ့အခါတည်တဲ့အခါကုံဆုံးတဲ့အခါပျက်စီးတဲ့အခါငါးတယောက်ထဲပူဆွေးနေမယ်ပင်ပန်းနေမယ်ငိုကြွေးနေမယ်ရင်ပတ်စီတီမြည်တမ်းနေမယ်မိန်မောနေမယ်ဆိုရင်ငါ့မှာထမင်းစားခြင်းစိတ်လည်းရှိတော့မှာမဟုတ်ဘူးအလုံးလုံးခြင်းစိတ်လည်းရှိတော့မှာမဟုတ်ဘူး ငါရုပ်ဟာလဲကြည့်လို့ရှိလို့ကောင်းတော့မယ်မဟုတ်ဘူးငါရန်သူတွေလဲဝမ်းမြောက်ဝမ်းသာဖြစ်ကုန်ကြမှာပဲငါမိတ်ဆွေတွေလဲဝမ်းနဲ့ပတ်လည်ဖြစ်ကုန်ကြမှာပဲလို့မြတ်စွာဘုရားရဲ့အကြအမြင်ရှိတဲ့အရိယာတပည့်ဟာဆင်ခြင်နိုင်တယ်ဒီလိုဆင်ခြင်နိုင်တဲ့အတွက်မြတ်စွာဘုရားရဲ့အကြအမြင်များတဲ့အရိယာတပည့်ဟာအိုရာနာတာတေတာကုံဆုံးတာပျက်စီးတာနဲ့ရင်ဆိုင်တွေ့တဲ့အခါမစိုးရိမ်ဘူးမပင်ပန်းဘူးမငိုကြွေးဘူးရင်ဘတ်စီတီမမြည်တမ်းဘူး ွေးဝေးမိန်မောခြင်းမဖြစ်ဘူးမင်းကြီးအကြအမြင်ရှိတဲ့အရိယာတပည့်ဟာအစစ်ရှိတဲ့တောကညောင်ကိုဆွဲနှုတ်ပြစ်သူဖြစ်တယ်လို့ဆိုရမယ်မင်းကြီးတောကညောင်ကိုအစုခံနေရတဲ့အကြအမြင်မရှိတဲ့ပူထူစင်ဟာကုကူကူပူလောင်အောင်လုပ်တဲ့တောကညောင်အစုမခံတဲ့အကြအမြင်ရှိတဲ့အရိယာတပည့်ကတော့ကုကူကူငြိမ်းအေးအောင်လုပ်တယ်မင်းကြီးတမနာပဲဖြစ်ဖြစ်ယမနာပဲဖြစ်ဖြစ်နတ်ဖြစ်ဖြစ်မာနဖြစ်ဖြစ် တလောကလုံးမှာဘယ်သူမှတောင်းတလို့မရတဲ့အရာ၅မျိုးဆိုတာအခုပြောခဲ့တာတွေပဲဖြစ်တယ်လို့အရှင်နာဒရကမိန့်တော်မူတယ်။အဲ့ဒီအခါမုံသားဘရင်ကအရှင်ဘုရားဒီတရားဒေသနာတော်ကိုဘလို့ခေါ်ပါသလဲလို့ရှောက်ထားတယ်။မင်းကြီးဒီတရားဒေသနာဟာတောကညောင်ကိုထုတ်ပစ်စေနိုင်တဲ့အတွက်တောကတန်လာဟရဏလို့ခေါ်တယ်လို့အရှင်နာဒရကအမိန့်ရှိပါတယ်။အဲ့ဒီအခါဘရင်မုံနာကအရှင်ဘုရားဒီတရားဒေသနာဟာတောကညောင်ကိုထုတ်ပစ်နိုင်တယ်ဆိုတာမှန်ပါတယ်။ ဒီတရားဒေသနာတော်ကိုနားရတဲ့အတွက်တပည့်တော်ရဲ့သောကာနှုတ်ပြလိုက်သလိုဖြစ်သွားပါရဲ့လို့ပြောထားတယ်။နန်းတော်ပြောင်းတဲ့အခါရွှေတိုက်စုကိုခေါ်ပြီးပြည့်ရက်ကမိဖုရားဖတ်တာရဲ့အလောင်းကိုမိသိညူလိုက်တော့ပြီးတော့အယိုးပြာကိုဇေဒီတီထားဒီကနေ့ကစပြီးငါးရည်လဲချူတော်မယ်။နန်းသာလဲလိမ့်တော်မယ်။ပွဲတော်လဲတီးတော်မယ်။တိုင်းပြည်ကိုလည်းအုပ်ချုပ်တော်မယ်လို့မိန့်တော်မူတယ်။အဲဒါကြောင့်ဒကာဒကာမတွေဟာအူရာနာရာတေတာဂုံဆုံးတာပျက်စီးတာတွေနဲ့ရင်ဆိုင်ရတဲ့အခါ တောကညောင်အစူးမခံရလျောင်ဟုတ်တိုင်းမှန်ရာဆင်းရဲနိုင်သည်သာဖြစ်၍မအူရမနာရမတိရမကုံဆုံးရမပြည့်စည်ရတဲ့နိဗ္ဗာန်ရှိပြီမြတ်ကိုချမ်းသာသောအခြင်းမြတ်ဖြင့်တင်းတင်းမြန်မြန်မျက်မှောက်ပြုနိုင်ကြပါစေလို့ဆရာတော်ဘုရားကဟောကြားတော်မူတယ်။တက္ကဒကမတွေကသာဓုသုံးခြင်းခေါ်တယ်။ဒီနောက်ရေစက်ချပြီးဘောရတပါပြောင်းသွားသူ မခင်မင်းနဲ့တကွတပိတ္တတာတတ္တဝါတွေကိုကိုသိန်းကအမြတမ်းဝင်လာတယ်။